ဗီဒီယိုတွေတင်တယ်ဒါပေမဲ့ view မရဘူးပေါ့နော်အဲ့တော့စိတ်သက်တွေကြတယ်အပါတွေလုတ်တင်နေဆိုပြီးကျွန်တော်အမျိုးမျိုးလာမေးကြတယ်ပေါ့နော်ဆိုတော့ဒီအခက်ခဲရလဲကျွန်တော်ခဏခဏကြားနေရတယ်ပြဿနာပါဒီဗီဒီယိုမှာတော့ဒီအခက်ခဲကြုံနေရတဲ့သူတွေအတွက်အာဘလိုလေးတွေလုတ်တင်နေဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဒီနေ့ podcast လို့ပဲပြောပါရမှာပေါ့နော်ဒီ podcast လေးမှာကျွန်တော်မျှဝေခြင်းတာပဲဖြစ်ပါတယ်ဆိုတော့လူတိုင်းကတော့ကိုတင်တဲ့ဗီဒီယိုလေးကိုတော့ကြည့်စေခြင်းတာပေါ့နော် view တွေရစေခြင်းတာတို့ပေါက်သွားစေခြင်းတာတို့ share share တွေအများကြီးရစေခြင်းတာတို့ပေါ့နော်ဒါတော့လူတိုင်းမှာ ရှိကြတယ်ပေါ့နော်ဒါပေမဲ့လို့လည်းအမြဲတမ်းအဲ့လိုမျောလင့်ထားလို့မရဘူးဗျဆိုတော့ကျွန်တော် ကိုနိုင်လေအဲ့လိုဖြတ်တန်းခဲ့ရတယ်အာကျွန်တော်ဆိုလို့ရှိရင်အာဗီဒီယိုတွေအများကြီးဗျာ၈နာရီ၉နာရီတော့လုတ်လိုက်တယ်အချိန်တွေအများကြီးပေးပြီးပြီးလဲပြီးတော့အာ view ကဘယ်လိုပြောရမလဲ 1k တောင်မရှိဘူးပေါ့နော်အဲ့လိုအခက်အခဲလေကြုံခဲ့ရပူပါတယ်ဆိုတော့ဒါတွေကကိန်းကနန်းတွေပါဒီကိန်းကနန်းတွေကကိုယ့်ကိုစိတ်ဖိအားတွေဖြစ်စေတာပါတကယ်ကြတော့ဟိုကိုယ့်ဘက်ကိုဖန်နှီးစရာရှိတာကိုယ့်ဘက်ကိုလှုပ်ပါကိုကူကိုဝဲအာယုံဆိုင်ပါ ဒါလေးကိုပဲကျွန်တော်ပြောချင်တာပေါ့နော်ဒါကတော့အဓိကအရေးကြီးတဲ့ချက်ပေါ့နော်အဲအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့အဓိကတိထားမယ့်အချက်၅ချက်ပေါ့နော်ဒီဗီဒီယိုတွေ view ရဖို့အတွက်ကျွန်တော်အာဒီမှာမျှဝေပေးပါမယ်ပထမဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့ target audience ကိုမသိတာဗျတချို့တွေကလေအဗီဒီယိုတွေကဒီတိုင်းပဲသူတွေရှောက်ပြီးတော့တင်နေကြတာမနော်ဟိုဟာတင်လိုက်ဒီဟာတင်လိုက်အဲ့ဒါအမျိုးစုံလုပ်ပြနေတာပေါ့နော်အဲ့တော့ဟိုကိုယ့်ကိုကြည့်ရတဲ့သူကဒီလူကဘာတွေကိုပေးနေရလဲဘာတွေကိုပြောချင်တာလဲဆိုတော့သူတို့တိကျကြမသိတော့ဘူးပေါ့နော် အဲ့တော့ကိုယ့်ရဲ့ audience တွေကလည်းမဝီခွဲတော့တော့ဘောနော်။ဥပမာဆိုပြအရှင်းရှင်းပြောရမယ်ဆိုကျွန်တော် channel ကိုကျွန်တော်ရဲ့ YouTube channel တို့မဟုတ်ကျွန်တော်ရဲ့ Facebook ကိုလာပြီးဆိုလို့ရှိရင်ရှင်းတယ်။ဒီ audience က video တွေနဲ့ပတ်သက်ပြီးတော့သိကျင်တယ်။ video လေးတွေဖန်တီးတတ်ကျင်တယ်။ပြီးတော့ဤပညာနဲ့ပတ်သက်ပြီးတော့တို့အသိပညာဘိုးတူတာလေးတိုးပွားကျင်တယ်။ဒါရှင်းရှင်းလေးပဲ။ကျွန်တော် video မှာဒါလေးပဲမျှဝေပေးရ။အထူးသဖြင့်ကျွန်တော် YouTube channel ပေါ့နော်။ YouTube channel ကတော့ကျွန်တော်ပို့ပြီးတော့ specific ပို့ဖြစ်တယ်။ဘာလို့အကယ်၍ ကိုက YouTube channel မှာပဲအဓိက target ထားပြီးလုပ်မယ်ဆိုလို့ရှင်တော့တည်တည်ကြာကြာလေး niche ကိုရွေးဖို့လိုတယ်ဗျဘာလို့ YouTube ကသူကပြောရရင်တော့ပို့ပြီး education နဲ့ပုံစံနဲ့ပေါ့နော်ကိုက Facebook မှာဆိုတော့ပြဿနာမရှိဘူး Facebook တို့ TikTok တို့ဆိုဒီတိုင်းပဲမျိုးစုံတွေတင်နေကြတာပေါ့နော်အဲကျွန်တော်ကတော့အတက်နိုင်ဆုံးပေါ့နော်60 900ခန့်နိုးလောက်ကိုကျွန်တော်က focus ပေါ့တော့ကျွန်တော်ရဲ့ target audience နဲ့တိုက်ကိုက်ညီတဲ့ဟာတွေပဲကျွန်တော်တင်တယ် အဲ့တော့ကိုကဆဆချင်းမှာ view တွေမရဘူးဆိုလို့ရှိရင်တော့ကိုရဲ့ target audience ကလွဲနေတာလားကိုက video တွေမျိုးစုံတင်နေရလားအဲ့ဒါကိုလည်းတစ်ချက်စဉ်းစားပါတော့ကိုကနာမည်ကြီးလို့ပေါက်သွားလို့ရှိရင်တော့တမျိုးပေါ့ဗျာကိုကနာမည်ကြီး celebrity ဆိုလို့ရှိရင်တော့ခင်ဗျတင်ပြနေတာတင်ဗျာဘာမှမဖြစ်ဘူးကြည့်မဲ့သူအားပေးမဲ့သူတော့အများကြီးပဲဟုတ်တယ်မလားကျွန်တော်တို့လို့ တည်ရမှာဘာမှလူမသိသူမသိလူတွေကတော့ဗီဒီယိုတွေတင်မယ်ဆိုလို့ကျွန်တော်ကျွန်တော်တို့သတိထားတာပေါ့နော်အာငါ့ကိုကြည့်မဲ့သူတွေကဘယ်သူတွေဖြစ်မှာရောအာငါဒီဗီဒီယိုမှာဘာ message ကိုဘာ message ကိုပေးချင်တာရောမဟုတ်ဘူးဒါကိုသိဖို့လိုတယ်အဲ့တော့ target audience ကို quick quick ပြပြသိအောင်လုပ်ပါအဲအဲ့အားနဲ့ပတ်သက်ပြီးရောပဲကိုယ့်ရဲ့ target audience ကို build up လုပ်ပြီးရောတိဆောက်ပြီးရောပေါ့နော်အာဗီဒီယိုလေးတွေတင်မှာလို့ကျွန်တော် ပြောချင်တယ်အာဒါကကျွန်တော်အတွေ့အကြုံနဲ့ပြောတာပေါ့နော်လူတိုင်းအတွက်တော့မှန်ချင်မှာတော့မှန်နေမယ်နောက်တစ်ခုကကြတော့ quantity နဲ့ quality ပေါ့နော် quantity ဆိုတာကအရေးအတွက် quality ဆိုတာကအရေးအသွေးပေါ့နော်အဲ့မှာလဲတော်တော်များများနားလည်မှုလေးတွေရှိကြလွဲကြတယ်ပေါ့နော်ကိုကအခုမှ channel စတဲ့ချိန်မှာ quality ကိုအရင်ဦးစားပေးလို့မရဘူးဗျာဘာကြောင့်လဲဆိုတော့ quality ကောင်းမှအာကင်မရာအကြီးကြီးတင်မှာဒါမျိုးကြီးကြီးမှအဲမိုက်ခရိုဖုန်းကြီးဒါမျိုးကြီးတုံးမှအာပတ်စံရှိတော့မှ ရမယ်လို့ထင်တာမဟုတ်ပါဘူးကျွန်တော်စခဲ့ခင်တော့မှလည်းကျွန်တော်အရင်ဗီဒီယိုတွေမှာလည်းပြောခဲ့ဘူးသလိုပဲကျွန်တော် iPhone 7လေးနဲ့စတယ်ပြီးတော့ Xiaomi phone လေးနဲ့စတယ်အခုဆိုကျွန်တော်ကင်မရာကြီးတွေသုံးနေပေါ့ဗျာဒါတော့ထားလိုက်ပါတော့ဆိုတော့ဆက်စချင်းမှာအာ quantity ကိုဦးစားပေးလိုက်အရေးအတွက်ပေါ့နော်ဗီဒီယိုတွေများများတင်အဲ့တော့မှကိုယ်လူတွေသိလာမယ်ကိုယ်တစ်ချိန်မှာအဆင်ပြေလို့ဝင်ငွေကောင်းလို့အာ quality ကိုပဲဦးစားပေးပြီးတော့တေချာရိုက်တဲ့ဟာမျိုးတွေဆိုတော့ဒါတော့တမျိုးပေါ့နော် တပတ်ကိုတပုတ်ဆိုတပုတ်တပတ်ကိုနှစ်ပုတ်ဆိုနှစ်ပုတ်ဒါဖြစ်နိုင်လို့ရှိရင်တော့ကိုကစဆာခြင်းမှာတော့တပတ်ကိုနှစ်ပုတ်လောက်တော့ဦးစားပေးပြီးတော့တင်တင်တယ်ဘာကြောင့်လဲဆိုတော့ကိုကလူတွေကမသိသေးဘူးဗျာအဲ့တော့ကိုကဗီဒီယိုမြန်မြန်တင်တဲ့ခါကျတော့ကိုရဲ့ channel ကိုလာကြည့်မယ်လာကြည့်ပြီးတော့အော်ဒီဗီဒီယိုလေးကြည့်ပြရအောင်ဒါလေးစိတ်ဝင်စားဖို့ကောင်းတာပဲအပီလေးပြောနောက်ထပ်ဗီဒီယိုလေးတို့ထပ်ပြီးတော့သွားကြည့်ရပါတော့ကိုရဲ့ channel မှာအဲ့ဒါကြည့်စရာလေးကိုမှများလာပြီဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ view ကများလာလိမ့်မယ်ဆိုတော့အဲ့အတွက်ကိုစိုးရင်စရာမလိုဘူးเนาะအဲ့တော့စဆာခြင်းမှာ ဗီဒီယိုအရေးအတွက်ကိုဦးစားပေးအရေးအသွေးကိုတော့အဲ့လောက်ဦးစားမပေးစေချင်နေသေးဘူးပေါ့နော်ဒါကတော့ကျွန်တော်အတွေ့အကြုံလေးကိုရှင်းပြပေးတာပါโอเคဒါကတော့နံပါတ်2အချက်ပေါ့နော်နံပါတ်3အချက်ကတော့ဗီဒီယိုရဲ့ title နဲ့ thumbnail တွေကိုအမ်လစ်လူရှုထားတာပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဒီဘလောက်ပဲကောင်းပါစေဘလောက်ပဲအားထည့်ထားပါစေကျွန်တော်ရဲ့ thumbnail မကောင်းဘူးဆိုလို့ရှင်အဲ့ဒီဗီဒီယိုလာအောင်မကြည့်ဘူး title မကောင်းဘူးဆိုလို့ရှင်လာမကြည့်ဘူး ဥပမာဗျာ Mr Beast တို့ဘာလို့ဆိုတော့တိမာပါဒီ YouTube channel တွေမှာ तू သူ့ရဲ့ဒီ tight term နေတွေ tight တယ်ဆိုလို့ရှိရင်အရင်မိုက်တယ်ဗျာသူ့ရဲ့ဒီ video လေးကိုကြည့်လိုက်တာနဲ့ဒီ video လေးကကြည့်ကျင်စရာလေးကိုဖြစ်နေရပါဘောเนาะသူ့ရဲ့ဓာတ်ပုံလေးရပါဘောเนาะအဲ့တော့အဲ့ဒါလေးကိုနှိပ်လိုက်ပြီးဆိုတော့ねအဲသွားကြည့်ကြရပါဘောเนาะဥပမာကျွန်တော်စာအုပ်ဆိုင်သွားသလိုပဲစာအုပ်ဆိုင်မှာဒီ cover လေးတွေကျွန်တော်အရင်ဆုံးကြည့်တယ်အာဒီမှာမှစိတ်ဝင်စားစရာဖြစ်တဲ့ cover လေးတွေဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးဆွဲပြီးတော့ကြည့်လိုက်တယ်ဘောเนาะအဲဒါမျိုးလေးတွေဘောเนาะဆိုတော့ thumbnail ကလည်းအဲ့သဘောပါပဲဆိုတော့ thumbnail နဲ့ title လေးကိုလည်း အာဗီဒီယိုရီဗျူးများလို့ရှင်ငါရဲ့ thumbnail နဲ့တိုက်တဲ့အခါအရင်များညံ့နေလာပါတော့ဒါတို့လေးတစ်ချက်သတိထားပြီးတော့ကြည့်ကြည့်ပါအာနောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့ SEO တွေကိုအာဒေတာမလုတ်တာလည်းပါတယ်ပေါ့နော်ဆိုတော့ကပ်ကတ်နဲ့ပတ်သက်ပြီးတော့ video editing ဒါမှမဟုတ် video editing ဘာညာရိုက်ရှာလိုက်ပြီးတော့ကျွန်တော် video တွေတက်လာလိမ့်မယ် ဆိုတော့ဒါကကျွန်တော် SEO ကိုအဓိကဦးစားဒီဟာကိုတေချာလေးလှုပ်ထားပေးရတဲ့အတွက်ကြောင့်မလို့ပေါ့နော်လို့ပြောရမှာတော့ကိုဗီဒီယိုတွေမှာအောက်မှာ hashtag တွေပေါ့နော် hashtag တွေအများကြီးထည့်တယ်လည်းမကောင်းဘူးပေါ့နော်ကိုယ့်ရဲ့ keywords လေးတွေ YouTube မှာဆိုလို့ကျွန်တော် keywords လေးတွေထည့်ရတယ်ပေါ့နော်ဒီကနေ့ပတ်သက်ပြီးတော့လည်းကျွန်တော် YouTube နဲ့ပတ်သက်ပြီးတော့တနေ့နောက်ပိုင်းလေးလာပါမယ်ဆိုတော့ဘယ်လိုတင်ရလဲ keywords တွေဘယ်လိုထည့်ရလဲ thumbnail တွေဘယ်လိုလုပ်ရလဲ header တွေပေါ့နော်မျိုးစုံဒါလည်းထပ်ပြီးတော့လာပါမယ်အခုလောလောဆယ်တော့ကျွန်တော် video editing class ကိုတော့ကျွန်တော်ဖွင့်ထားပေးတယ် cap cut သုံးပြီးတော့ video editing ကိုဘယ်လိုလုပ်ရလဲပေါ့နော် cap cut master class PC နဲ့ပဲကျွန်တော်လောလောဆယ်ဖွင့်တာပေးပါတယ်။သင်တန်းကိုစိတ်ဝင်စားလို့ရှင်တော့ကျွန်တော်ကို comment လေးမှာ comment မှာတော့မဟုတ်ကျွန်တော်ကိုချက်ပေါက်မှာလာရောက်ပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ်။ဟုတ်ပြီ။အဲ့တော့ကျွန်တော်တို့ဆက်သွားလိုက်ရအောင်။အာနောက်ဆုံးတစ်ခုကတော့တော်တော်များများဖြစ်ကြတဲ့ကိစ္စပေါ့နော်။ကျွန်တော်တောင် TikTok လို့နည်းနည်းပဲလိုတယ်လို့ပြောလို့ရပါတယ်။အရှုံးပေးလိုက်တာပေါ့ဗျာသိရမလားဘာကြောင့်လဲဆိုတော့အာငါ view တွေလည်းမရဘူးငါ channel ကလည်းအောင်မြင်မှာမဟုတ်ဘူးငါ video တွေလည်းပေါက်မှာလည်းမဟုတ်ဘူးဆိုပြီးတော့ မလုပ်တော့ပါဘူးကွာငါမှကင်မရာကြီးလည်းမရှိဘူးမိုက်ခရိုဖုန်းကြီးလည်းမရှိဘူးအမ်ဆက်မလုပ်တာပဲကောင်းပါလေကွာဆိုပြီးတော့လက်ရှော့လိုက်ကြတာပေါ့နော်အဲ့တော့လက်မလျှော့ပါနဲ့ကျွန်တော်လည်းအဲ့ဒီကလာခဲ့တာပါကျွန်တော်ဗီဒီယိုရိစလုပ်ခင်းတော့ကျွန်တော်လည်းမှန်တယ်ပြောတော့ကျွန်တော်လည်းမျိုးစုံတင်ခဲ့တာအဲကျွန်တော်ရဲ့ channel အစက ကျွန်တော်ကចောင်းစရာဗျာចောင်းစရာပြောဒီစာတင်နဲ့ပတ်သက်တာနဲ့ပတ်သက်ပြီးတော့စာတင်ကြိုင်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကျွန်တော်တင်တာပေါ့နော် game တွေဘယ်လိုဆောက်ရတယ် online meeting တွေဘယ်လိုလုပ်ရတယ်ပါညာပေါ့နော်အဲ့ရနဲ့လုံရင်းလုံရင်းနဲ့ဘယ်လိုဘယ်လိုဖြစ်လို့ဒီဒီ pack ကိုရောက်သွားလဲတော့မသိဘူးပေါ့နော်အာဒီယိုရောက်သွားတယ်ဆိုပါတော့ပေါ့နော်အာအဲ့တော့လည်းဗျာကျွန်တော် view တွေအဲ့လောက်မရှိဘူး follower လည်းအဲ့လောက်မရှိဘူးပေါ့နော်အာတော်ပဲကွာငါမလွတ်တော့ရင်ကောင်းမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စဉ်းစားကြည့်လိုက်တော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကကျွန်တော် view များဖို့ follower တွေတိုးဖို့မဟုတ်ဘူး ကျွန်တော်ရည်ရဲ့ချက်ကကျွန်တော်ပျော်ဖို့အတွက်ကျွန်တော်သိတဲ့ဟာလေးတွေကိုမျှဝေခြင်းလို့ကျွန်တော်လုပ်တာ view ရတာမရတာကျွန်တော်လည်းမဆိုင်ဘူးဘောနော်အဲအဲ့ဒီလိုစိတ်လေးထားလိုက်တော့မှအာကျွန်တော်အဆင်ပြေသွားတယ်ဘောနော်အဓိကကကိုပျော်ဖို့လိုတယ်ဗျာ ဘာတော့ဒီဗီဒီယိုတွေကျွန်တော်တို့ကလုပ်နေရတဲ့ဖန်တီးနေရဆိုတော့ကျွန်တော်တို့ကပြောရလို့ရှင်နေဗျာ production team တစ်ခုလုံးကြီးကိုတယောက်တည်းလုပ်နေရတာဗျာ team မရှိလို့ရှင်ပေါ့နော်ဒါဗီဒီယိုရိုက်ရတယ်ဗျာတခါ edit လုပ်ရတယ်ဗျာ thumbnail လုပ်ရတယ် design တွေစွဲရတယ်အာပြီးတော့ script တွေကြီးရတယ်အများကြီးဗျာဒါတွေအားလုံးကို A to Z ကိုတယောက်တည်းလုပ်ရတာမလွယ်ဘူးလေအဲ့တော့ဒီ process ပေါ်မှာကိုက enjoy ဖြစ်ဖို့လိုတယ်ပျော်နေဖို့လိုတယ်ပေါ့နော်အဲ့တော့ဟိုကိုပျော်တဲ့ဗီဒီယိုလေးတွေကိုအတွက် freedom ဖြစ်စေတဲ့ဟာလေးတွေကို အာလောက်တာလဲကောင်းပါတယ်အာကိုယ်အတွက်လဲစိတ်ပိုင်းဆိုင်ရာမှာပို့ပြီးတော့အမ်လွတ်လွတ်လပ်လပ်ဖြစ်စေတယ် stress လဲမများစေဘောနော် view များဖို့အတွက်အာ follower တိုးဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ရေရှည်မှာတော့မခံနိုင်ပါဘူးဒါလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးချင်တာပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီဒီ video creation အပိုင်း content creation အပိုင်း ကိုလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုတွေရိုက်တဲ့ဗီဒီယိုအက်ဒစ်တက်မှာပဲအဆင်ပြေမယ်ဗီဒီယိုအက်ဒစ်လုပ်တက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရေသင်တယ်လေးရှိပါတယ် CapCut နဲ့ဗီဒီယိုအက်ဒစ်တင်းဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ရဲ့ Master Class လေးမှာတိတ်တိတ်ချာချာအသေးစိတ်လေးကျွန်တော်ရှင်းပြပေးပါတယ်စိတ်ဝင်စားတယ်ဆိုလို့ကျွန်တော်ကျွန်တော်ချက်ပေါက်မှာလာရောက်ပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ် Okay ဒီဗီဒီယိုလေးကတစုံတရာအကျိုးရှိမယ်လို့ထင်ပါတယ်အားလုံးနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော် Bye bye